ရုံထောင်ပြေးခွေးမြောင်းလိုက်သလိုဖြစ်ခဲ့တဲ့ Brentford ရှုံးပွဲကဒါလိုရဲ့အရှက်ရပွဲစကပုံတစ်ခုအားလုံးပဲမင်္ဂလာပါများ။ Manchester Football ဆိုတာတင်ဆက်နေပါတယ်။ Manchester United အသင်းဟာဒီပတ် Premier League ပွဲစဉ်မှာလည်း Brentford အသင်းကို3-1ရလနဲ့အရင်နှိမ့်ခဲ့ပြီးတော့ Ruben Amorim လက်ထက်နှစ်ပွဲစတိုက်အနိုင်မရသေးဘူးဆိုတဲ့မှတ်တမ်းစုကိုစက်ထိန်သွားခဲ့ပါတယ်။ United တို့ကပွဲစမိနစ်20အတွင်းမှာပဲ2ဂိုးပေးခဲ့ရလို့နောက်ကနေလိုက်ကစားခဲ့ရတာပါ။ပွဲကစားချိန်26မိနစ်မှာ Benjamin Sesko ကခြေပါကိုပြန်သွင်းပေးခဲ့ပြီးမြန်တက်ကနောက်ထပ်ခြေပါကိုရီမရတော့ဘဲနဲ့ နောက်ချင်းချိန်ပေါ်မှာ Bradford အတင်းကပဲတတိယမြောက်ခြေပါကိုသိမ့်သွားခဲ့ပါတယ်။ဒီပွဲမှာ United ရဲ့စိုးစုံကစားမကိုပြပါဆိုရင်တော့ Penalty လွဲခဲ့တဲ့အတင်းကောင်းဆောင် Bruno Fernandes နဲ့အတူဒီကိုဒါလောက်ကိုပြရမှာဖြစ်ပါတယ်။ Bruno ကလည်း Penalty လွဲသွားတာပြင်ဘောလုံးရချိန်မှာလည်းဘာမှလုံးမပြနိုင်ခဲ့ပဲတယောက်တည်းစိတ်ပြတ်နေကြတာပဲတွေ့ရပါတယ်။ဒါလောက်ကတော့ဒီအတင်းမှာဘောလုံးအုံနောက်အနည်းဆုံးကစားမလို့ပြောရမှာဖြစ်ပါတယ်။တိုက်စစ်ရောက်ရင်ဘောလုံးကိုပဲပေးလို့ပေးရမှန်းမသိတာကအတော်ဆိုးပါတယ်။သူရဲ့ဘေးပုံမှုအမားတွေကြောင့် United ရဲ့တိုက်စစ်ဆင်မှုတွေရပ်တန့်သွားခဲ့ရတာအကြိမ်ကြီးအတွက်မနေပါဘူး။ ဒါပြင်ဒီပွဲမှာဒါလိုရဲ့ခန်းစီပိုင်းဆွမ်းဆောင်ရီတစ်ခုကလည်း online ပေါ်မှာတော်လေးလူပြောများနေပါတယ်။အဲဒါကတော့ဒါလိုကညာချန်းကပြိုင်မဲ့ကစားမကိုကတ်ထားရမယ်စာရွေချက်မရှိဘဲနဲ့အထည်ပြေးဝင်သွားခဲ့ပါတယ်။ဘောလုံးကအဆိုပါပြိုင်မဲ့ကစားမစီကိုရောက်လာချိန်မှာဒါလိုကအထည်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။သူ့ရဲ့ဘောလုံးတွက်စပုံကအတော်လေးရည်စရာကောင်းနေပါတယ်။သူ့ရဲ့ဘောလုံးတွက်စပုံကတော့အတော်လေးကိုရည်စရာကောင်းနေပါတယ်။